ဒုတိယပိုင်းအဆက်လေးပေါ့နော်အဒုတိယပိုင်းမှာဆိုရင်ကျွန်တော်တို့ဘာလဲလုပ်ပါမလဲဆိုတော့အဲကျွန်တော်တို့ကဒီမှာဒိတ်လေးတွေကတော့တက်ပြီးသွားပြီဒိတ်တွေလည်းဒီမှာလပြောင်းလာနေတဲ့ပြိုင်နဲ့လည်းဒိတ်တွေလည်းလိုက်ပြောင်းအောင်ကျွန်တော်တို့လုပ်ပြီးသွားပြီပေါ့နော်အဲလုပ်ပြီးသွားဒိတ်တွေလည်းလိုက်ပြောင်းအောင်လုပ်ပြီးသွားပြီပေါ့ကျွန်တော်ဒီမှာမြင်ပါပဲထားလိုက်ပါမယ်ဒါပြီးဒိတ်တွေလည်းလိုက်ပြောင်းအောင်လုပ်ပြီးသွားပြီဒါလေးကိုလည်းကျွန်တော် format painter နဲ့အလေးအောင်ရွှေ့ထားလိုက်မယ်ပေါ့အဲဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ပထမဆုံးဒီကောင်လေးတွေကိုကျွန်တော် border ခတ်ပါမယ် အဲပေါ်လာကိုကျွန်တော်ကဒီမှာပေါ့နော်ဒီဟိုလိုက်ခတ်မှာမဟုတ်ဘဲနဲ့အဲတီကိုအော်တိုခတ်အောင်လုပ်သွားမှာပေါ့နော်အဲဆိုတော့ကျွန်တော်ကဒါလေးကိုအရင်ဆက်လက်မှတ်လိုက်မယ်အဲ့တော့ဘာကိုအသုံးပြုမှာလဲဆိုတော့ conditional formatting ကိုအသုံးပြုပြီးတော့ခတ်သွားမှာပါဒီမှာပေါ်လာလေးတွေခတ်မယ်ပြီးတော့ဒီကောင်လေးတွေကိုအရာလေးတွေချိန်မယ် ပေါ့နော်အဲ့ဒါပြီးတော့ဒီနာတနင်းကနေပေါ့နော်တနင်းကနေဆိုတော့ကျွန်တော်ကဥပမာရုံပရက်ကိုတနင်းကနေလို့ထားမယ်ဆိုတော့အဲ့ဒါကောင်ကိုရုံပရက်မှန်းတိအောင်အယောင်လေးတည်းရဲ့ချဲခြင်းနဲ့အဲ့ဒါတွေကိုလည်းကျွန်တော် conditional formatting နဲ့လုပ်သွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော် border အရင်ခတ်ပါမယ်အဲဆို border ခတ်ဖို့ဆိုရင်ကျွန်တော်ဒီအစားအနေအဆုံးဆက်လက်မှတ်လိုက်မယ် conditional formatting နဲ့ new တွေကိုတွားမယ် UA formula to determine ဆိုတာကိုရွေးမယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ကဒီမှာပေါ့နော်ဒီ name ဒီမှာဆက်လက်မှတ်ထားလို့ဒါ17နဲ့17ကြားတွေကိုရ ောင်းရပါပုံမှန်ဆိုရင်ဒီ muscle လောက်ထားလို့တော့ပေါ့17 17ကြားတဲ့ရောင်းရပါပေါ့နော်တကယ်တော့ဒီ name ဒီ B11 မှာရှိပါတယ်အဲ့တော့ကျွန်တော်ပြောထားမှာဒီ B11 နဲ့စတော့ပါပေါ့ဒီကောင်ဒီ blank ဖြစ်မနေဘူးဆိုရင်ပေါ့ blank ဖြစ်မနေဘူးဆိုလို့ရှိရင်ကျွန်တော်ပေါ်တာခတ်ပါမယ်အဲ့ဒါဆိုတော့ကျွန်တော် equal ပေါ့နော်အဲ့ပြီးလို့ရှိရင် B11 ပေါ့အဲ့ပြီးတော့ကျွန်တော်ကဒီဟိုဟာပေါ့ row လိုက်ခတ်သွားမှာပေါ့နော်အဲ့ဒါဆိုရင်ဒီ row ကို gain တွေခတ်ပါမယ် row ကို gain တွေလုတ်ခဲ့ပါမယ်အဲ့တော့ ကျွန်တော်တို့ကုန်တေလို့ပူတာပြီးကျွန်တော်ဘာလုပ်မှလဲဆိုတော့ပေါ်တာခတ်မှာပါ okay ဒီမှာ okay လို့ပေးလိုက်မယ်ပေါ့နော်အော် sorry ဒီမှာ b11 b11 ကိုကိန်းတေခတ်မယ်ပြီးရင်တော့ဘာလုပ်မှအဲ့ b11 ကိုဘာဖြစ်ချင်တာလဲဆိုတော့အရင်ပြောရမယ် b11 ကို blank နဲ့မညီဘူးဆိုရင်လို့ပြောချင်တာပါ blank နဲ့မညီဘူးဆိုရင်မညီတဲ့ကင်တေတာဒီဒီဟို minus sign နဲ့ sorry minus sign တောင်ဖြစ်ကုန်ပြီအဲအကြည့်သေးလက္ခဏာလေးကိုမျက်နှာချင်းဆိုင်ထားလိုက်တာပေါ့နော်ပြီးရင်တော့ blank ကတော့အဲ့မှာ creamy color လေးနဲ့ blend လုပ်လိုက်မယ်အဲ့ဒါပြီးရင်ကျွန်တော်ကဒီထဲမှာ auto border ခတ်မယ်လို့ပြောလိုက်ပါမယ်နော်အဲ့ဆိုတော့ B11 ဒီ blend မဖြစ်ဘူးဆိုရင် auto border ခတ်မယ် okay ဒါဆိုရင်သူကစားတဲ့ရှိသွားရင် auto border ခတ်သွားပါပြီနော်တကယ်လို့ကျွန်တော်ကဒီနေရာမှာဂျွန်လို့ရွေးလိုက်မယ်ပေါ့နော်ဂျွန်ဆို30ဒီပဲဆိုရင်ဒီမှာ auto border ပြုတ်သွားပါပြီနော်အဲ့ဆိုရင်ဇူလိုင်အဲနောက်တစ်ခုကကျတော့ကျွန်တော်က Sunday တွေကိုကျွန်တော်ကဒီမှာအအရောက်ချေနေတာပေါ့အဲ့ဒါဆိုတော့ဒီကနေစမှတ်မယ် မက်လိုက်မယ်ပြီးလို့ရှိရင်အဲ့ဒါလဲ condition နဲ့ formatting နဲ့က new view တွေကိုပဲတွားပါမယ် UA formula ကိုပဲတုံးပါမယ်ဒီမှာဒီကျွန်တော် Monday ဆိုတော့ဒီမှာဒီအဲဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီ tools ကနေပေါ့နော်ဒီကောင်လေးကနေစပါမယ်ဒီကောင်လေးဒီ G11 က equal ပေါ့နော်ကျွန်တော်ဒီမှာတွားမက်လိုက်လဲရပါတယ်အဲ့ဒါပြီးရင်ကျွန်တော်ကခဏနေတော့အတိုင်းမဲ့ row ကိုဂိမ်းတွေခတ်ပါမယ် ။ဒါဆို J11 ဒီဘာဖြစ်တယ်လဲဆိုတော့အဲဘလန်မဟုတ်ခဲ့ဘူးဆိုရင်ဒီမှာလည်းဘလန်မဟုတ်ခဲ့ဘူးလို့ပြောပါမယ်။အဲ့ကြောင့်ကျွန်တော်အယောင်ချဲပါမယ်။ကျွန်တော်ရွေးအယောင်လေးကိုတစ်ခုရွေးလိုက်မယ်ပေါ့။အဲကျွန်တော်ဒီကောင်လေးရွေးလိုက်မယ်။ Okay လို့ပေးလိုက်မယ်။အဲ့မှာပါ။ sorry ပါကျွန်တော်ဒီဒီအဆုံးထိသတ်မှတ်ထားတာပါကျွန်တော်ယူရမှာဒီဒီကောင်လေးပဲယူရမှာပေါ့နော်ဒီကောင်လေးကိုပဲမှတ်ရမှာကျွန်တော်ကဒီကောင်ထိအောင်ဆက်လက်မှတ်ထားတဲ့အတွက်ပါအဲ့ဒါဆိုတော့ကျွန်တော်တို့က AN 16ထိဖြစ်နေရပေါ့နော်ကျွန်တော်မှတ်ရမှာဒီ AN 17ထိပဲမှတ်ရမှာပါအဲ့ဆိုတော့ဒီမှာ manage rule ကနေတော့ပြင်လို့ရပါတယ် conditional format တိတဲ့ကနေဒီမှာ manage rule ကိုတွားမယ်အဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ပေါ့နော်ကျွန်တော်ပြန်ရမှာဆိုတော့ဒီတွေကနေပြီးတော့အဲဒီမှာ apply to ပေါ့နော် apply to မှာတော့ပြင်ရမှာပါအဲ့ဒါဒီ AL 11 ठी ပဲဖြစ်ရမှာပါ။အေးရ11 ठी ပဲဖြစ်လိုက်မယ်။အေးရ11လို့ပြင်လိုက်မယ်ပြီးရင် apply okay လို့ပေးလိုက်မယ်။အဲဒါဆိုရင်ဒီမှာအယောင်ကြီးချေသွားပြီ။ဒီကောင်လေးကိုလည်းကျွန်တော်ချေခြင်းနေရဆိုရင်ရပါတယ်။အဲဆိုဒီကောင်လေးကိုဆက်လက်မှတ်မယ်။ခဏနေရလို့ conditional formatting နဲ့ new ဦးတဲ့ကိုသွားမယ်။ UA formula ဆိုတာကိုရွေးမယ်။ equal to ဆိုပြီးတော့ပေးမယ်။ပြီးလို့ရှိရင်တော့ဒီကောင်ရှိရသည့်ခြေတွဲပါ။အဲဆိုတော့ခြေတွဲကိုရိုက်ထည့်ရင်လည်းရပါတယ်။အဲပြီးရင် dollar sign လေး ရူကိုဒေါ်လာဆိုင်လေးခတ်လိုက်မယ်အဲပြီးတော့အယောင်လေးတော့ရွေးမယ်ကျွန်တော်ပဲအယောင်လေးထားမယ်ဒီအယောင်လေးပဲထားလိုက်မယ်ပေါ့နော် okay okay ဒါဆိုရင်ပြပြပါပြီနော်အဲဆိုကျွန်တော်တို့ကဇူလိုင်မဟုတ်ပဲနဲ့ဒီမှာခဏနေရလို့ပဲကျွန်တော် February လို့ပြောင်းကြည့်လိုက်မယ်အဲဒီမှာဆိုရင်ဒီဒီအောင်လေးပဲအယောင်ချက်ထားတဲ့ border လေးတွေလည်းသူဟာနဲ့တူ auto ခတ်သွားပါပြီ အဲ့တော့ကျွန်တော်ကမိမာပဲပြန်ထားလိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တနင်းကနွေကိုလည်းအအောင်ချေခြင်းနေရအဲ့ဒါဆိုတော့ဒီကောင်ကိုဆက်လက်မှတ်လိုက်မယ်အဲ့ဒါပြီးရင်လည်း conditional formatting နဲ့ကိုသွားမယ် new u ကိုသွားမယ် new u ကိုသွားပြီးတဲ့အခါကျတော့ဒီကနေစမှာပေါ့နော်ဒီမှာဒီ j11 ပါအဲ့ဒါဆိုတော့ equal j11 ပေါ့နော် j11 မှာ ထုံးစံအတိုင်းပဲဒီနေရာမှာလည်းကျွန်တော်က column အလိုက်ခတ်မှာဖြစ်တဲ့ row ကိုတိမ့်တိခတ်ခဲ့ပါမယ်ပြီးလို့ရှိရင်အဲဒီနေရာမှာကျွန်တော်ကဘာရောင်လေးသုံးမလဲပေါ့နော်အဲဆိုတော့အဲသာပါဆိုဒီဒီရောင်လေးသုံးလိုက်မယ်ပေါ့နော် Sunday ကိုဒီရောင်လေးခတ်မယ်လို့ပြောလိုက်မယ် OK လို့ပေးလိုက်ပါမယ် Sorry ကျွန်တော်ဘာမှသွားလဲပြန်ကြည့်မယ်အဲ့ကျွန်တော် J11 ပဲရိုက်ထည့်တာပါ J11 ဒီ equal Sunday ဖြစ်ရမှာပါ ဆန်းဆိုတာလေးဖြည့်ရပါမယ်ကျွန်တော်ဒီ bomb ဒီ J11 ဒီဆန်းဖြစ်ချင်တာပေါ့နော်ဒီမှာအကြီးအသေးရတော့သူ sensitive မဖြစ်ပါဘူးရပါတယ်ဒီမှာ J J11 ဒီ equal to ဆန်းပေါ့နော်ဆန်းနဲ့တူခဲ့မယ်ညီခဲ့မယ်ဆိုရင်ပေါ့ဆန်းဆိုတာလေးပါဝင်ခဲ့မယ်ဆိုရင် semicolon အဖွင့်ပိတ်လေးနဲ့မျက်တောင်ဖွင့်ပိတ်လေးနဲ့ရေးရပါတယ်အပြင် format ထဲမှာကျွန်တော်တို့ကြိုက်တဲ့အကြောင်းရေးပါကျွန်တော်ဒီအကြောင်းလေးယူလိုက်မယ် okay လို့ပေးလိုက်မယ် okay ပါ apply โอเคလို့ပြလိုက်ရင်ဒီမှာချမ်းသာပါတယ်ဒီနေရာမှာကျွန်တော်ကမေလို့မဟုတ်ဘဲနဲ့အဲဥပမာဇန်နဝါရီလို့ပြောင်းလိုက်မယ်ဇန်နဝါရီလို့ပြောင်းလိုက်ဒီမှာလိုက်ပြောင်းသွားပါပြီ Sunday လေးတွေဒီတူအတူလိုက်ပြောင်းသွားပါပြီ Then ကျွန်တော်ခဏနေရလို့ပဲမေလို့ပဲပြန်ထားလိုက်မယ်ပေါ့နော် တလန်ပြန်ထားလိုက်မယ်။အဲ့ပြီးဒါဆိုရင်တော့ဒါကကျွန်တော်တို့ဒီဘက်မှာဆိုရင်အယောင်လေးတွေလည်းချေပြီးသွားပြီပေါ့နော်။အဲ့ဆိုရင်ကျွန်တော်နောက်တစ်ခါဘာလုပ်မလဲဆိုတော့အဲဒီမာလေးတွေကျွန်တော်အတန်းတက်ရှိလေးတွေကိုမှတ်မယ်ပေါ့နော်။မှတ်ရင်ကျွန်တော်ဘယ်လိုမှတ်မလဲဆိုတော့အဲကျွန်တော် icon set လေးနဲ့မှတ်လိုက်မယ်ပေါ့။ကျွန်တော်ဒီမှာ1လို့ရိုက်ခဲလိုက်ရင်ဒီမှာအမှန်ချစ်ချင်တယ်။အတက်မယ်ဆိုရင် sm ဖြစ်တယ် present ဖြစ်တယ်ပေါ့နော်။သူယုံလာတယ်ဆိုရင်ပေါ့ယုံလာတယ်ဆိုရင်ကျွန်တော်1လို့ရိုက်ထည့်ပါမယ်။ကျွန်တော်1လို့ရိုက်ထည့်လိုက်ပြီးရိုက်ရင်ကျွန်တော်အမှန်ချစ်လေးပေါ့ကျင်ပါတယ်။ပြီးတော့ ယုံမလာဘူးဆိုရင်ကျွန်တော်က အပိုင်းနဲ့ပြကြင်ပါတယ်။မိုင်းနဲ့ကိုကိုစားပြတာဒီ0ပါ။1ကိုကိုစားပြတာဒီအမှန်ချစ်ကလေးပါ။အဲဆိုကျွန်တော်ကအမှန်ချစ်လေးလာရင်အမှန်ချစ်ချစ်ချင်တယ်မလာဘူးဆိုရင်အမားချစ်ချစ်ချင်တယ်။အဲ့ဒါဆိုတော့အအမှန်ကိုကိုစားပြတာ1ဖြစ်တဲ့အတွက်ဒီမှာ1လို့ရိုက်ခက်လိုက်အမှန်ချစ်လေးဖြစ်အောင်လုပ်မယ်။0လို့ရိုက်ထက်လိုက်အမားချစ်လေးဖြစ်အောင်လုပ်မယ်။ပြီးတော့ကျွန်တော် holiday holiday အတွက်လည်းကျွန်တော်တင်ကေတာတစ်ခုသုံးမယ်ပေါ့။အဲ့ဒါဆိုတော့ကျွန်တော်ကဒီမှာ icon set လေးနဲ့ကျွန်တော်ကသွားကြင်ပါတယ်။ဒီနေရာမှာ icon set မသုံးကြင်ရင်လည်းကျွန်တော်ပြောတယ်လို့ပဲ present ဆိုရင် PSS ဆိုရင် A အဲ holiday ဆို8ဆိုပြီးတော့တွားလို့လည်းရတယ်ပေါ့နော်ဒီ conditional formatting နဲ့လုပ်သွားလို့ရပါတယ်ဒီ conditional formatting အကြောင်းကိုလည်းကျွန်တော် page မှာ video ၃ပုံလောက်လမ်းဒီလောက်ထားပေးပါတယ်အဲ့ဒီမှာအဲဒီတော့တွားပြီးတော့မှာပေါ့နော်အသေးစိတ်ကြည့်လို့ရပါတယ်ကျွန်တော်အဲ့ထဲမှာရှင်းပြထဲမှာ icon set မပါဘူးပါဘူးအားကြောင့်ကျွန်တော်ဒီမှာ icon set လေးနဲ့လုပ်ပြပါမယ်အဲဆိုတော့ဒီမှာ icon set ကိုဒီကနေတွားရင်လည်းရတယ်ဒါမှမဟုတ် new တွေကတွားရင်လည်းရတယ်ဒီမှာပေါ့နော် icon set ကိုဒီထဲကိုတွားကြပြကျွန်တော်လိုချင်တဲ့ဒီကောင်ဆိုရင်ဒီကောင်ကိုရွေးပြီးလို့ရှိရင် နီရှင်နယ်ဖော်မလာတင်းတဲ့ကနေ manage rule နဲ့ဒီမှာတော့ပြန်ပြင်လို့လည်းရတယ်ပေါ့နော်ကျွန်တော်ကဒီနေရာမှာတော့ဒီလိုမသွားတော့ဘူးပေါ့နော်ဒီနေရာမှာတော့ဒီလိုမသွားတော့ဘဲနဲ့ကျွန်တော်ကဒါကိုဒီ conditional formatting တွေက new rule ရကနေပဲသွားလိုက်မယ်ပေါ့နော်တခါ new rule ကသွားပြီးတော့ဒီမှာ format ဆဲ based on their value ဆိုတဲ့နေရာမှာ system ပဲဆိုရင်ဒီမှာ data bar ရှိတယ် icon set ရှိတယ်ကျွန်တော် icon set လေးကိုယူလိုက်ပါမယ် icon set လေးကိုရွေးလိုက်မယ် icon set ကိုကျွန်တော်ကြိုက်တဲ့ icon set ပေါ့နော်ကျွန်တော်ဒီကောင်လေးနဲ့သုံးမယ်လို့တော်ထားလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်က icon only ပဲပြကျင်တာမှာဒီ one ဆိုတဲ့စာသားတွေမပါခြင်းဘူးအဲ့တော့ဒီနားမှာရှိတဲ့ show icon only ဆိုတာလေးကိုအမှန်ကြီးချစ်ခဲ့မယ်ပြီးရင်တော့ကျွန်တော်ကခန်းန်းနေ1တို့0တို့ရိုက်မှာဖြစ်တဲ့အတွက် number ကိုရွေးမယ်ဒီနေရာဒီအမှန်ကိုကိုစားပြုတာဒီ1မှာအာပြီးတော့နောက်တစ်ခုကတော့ဒီမှာလဲ number ကိုရွေးမယ်ကျွန်တော်က3ခု3မှာဖြစ်တဲ့အတွက်ဒီကောင်ကိုကျွန်တော်က0.5လို့ထားလိုက်ပါမယ် နော်အဲဆိုရင်ဟို0ကတော့ရိုက်ဆရာမလို့တော့ပါဘူးအဲ့ဒါပြီး okay လို့ပေးလိုက်ပါဒီမှာဆို1ဖြစ်သွားပါပြီအဲကျွန်တော်ဒီမှာဆိုရင်ကျွန်တော်1လို့အပုံလို့ရိုက်ထည့်လိုက်မယ်ဆိုရင်ဒီမှာအမှန်ချစ်တင်ဖြစ်သွားတယ်အဲဒီနေရာမှာကျွန်တော်က holiday ပေါ့နော် sunday ဆိုတာ holiday ပိတ်ရက်ကိုတော့ကျွန်တော်က0.5လို့ထားလိုက်ရင်တော့ ဒီမှာဒီတီကင်တာလေးဖြစ်သွားပြီပေါ့နော်အဲဆိုကျွန်တော်အကုန်လုံးအဲ့ကောင်0.5လောက်ထားခြင်းလဲဆိုရင် control နှိပ်ထားမယ် select တွေအကုန်လုံးလိုက်မှတ်လိုက်မယ် control နှိပ်ထား select တွေမှတ်ပြီးရင်0.5လောက်ရ control နဲ့ enter ကိုခေါက်လိုက်ပါအဲဆိုပြောင်းသွားပါတယ်အဲဒီနေရာလေးမှာကျွန်တော်ဖွင့်နေရှိတယ်ပေါ့ဥပမာဆိုရင်0ဒီမှာဆိုရင်0လို့ပြောင်းလိုက်မယ်ဒီဘက်မှာ0လို့ပြောင်းမယ်ဒါဆိုရင်အမှားချက်လေးဖြစ်သွားတယ်ဒီမှာ0ပြောင်းမယ်ပေါ့နော်အဲဒီမှာ0ဖြစ်ပြီပြောင်း အဲဒီမှာလဲကျွန်တော်တို့ကဒီဒီထဲမှာပေါ့အဲဒီမှာ01ဘာညာပဲရိုက်ချင်တယ်တခြားဟာတွေမပါချင်ဘူးဆိုရင် data validation နဲ့အဲကန်တက်လိုက်လို့လည်းရပါတယ် list အပြီးလို့ရှင်တော့ကျွန်တော်တို့ကကျွန်တော်ရိုက်ထည့်လို့ရတာ0ရယ်1ရယ်0.5ရယ်ပဲရှိမဲ့ပေါ့နော် okay လို့ပေးလိုက်မယ်အဲဒါဆိုရင်တัวဒီမှာရွေးသွားလို့ရပါတယ်ကျန်တာကျွန်တော်ညစ်တွေပါရေးသွားရိုက်တယ်ရင်တမရတော့ပါဘူးနော်အဲ့ဒီမျိုးလေးရသွားပါပြီအဲပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီပေါ်မှာခေါင်းစဉ်လေးတက်မယ် အဲဒီမှာဆိုရင်ဒီဒီလိုလေးပေါ့နော် attendant employee attendantship for me ပါ냐ဆိုပြီးတော့အဲ့လိုမျိုးလေးသူလည်းသွားမယ်အဲ့ဒါတက်တာကိုလည်းကျွန်တော်က auto ပေါ့နော်သူဟာသူ me ဆိုရင် me 2025ဖြစ်သွားခြင်းနဲ့ July 2024ဆို July 2024 auto ပြောင်းသွားခြင်းပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တစ်ခါလေးဒီမှာလောက်ပါမယ် mass center ကိုတော့ mass center ရေလောက်ရမယ်အဲ့ဒါပြီးရင်တော့ employee ပေါ့ကျွန်တော် doctor ဖွင့်လိုက်မယ် EMTL ကိုဟို YEE employee attendant ADD E n d a n c a t e n d a n s h e e d s h e f o r ပေါ့เนาะအဲ့ဒါအဲကျွန်တော်ကဒါလေးတွေကိုဒီကောင်ဆိုရင်မေလို2025လို့ねတတ်ချိန်မှာဖြစ်တဲ့အတွက်သူ့ကို formula ပြောင်းမယ်အဲ့တော့ formula ပြောင်းမယ်ဆို equal အဲ့ပြီးဒီကောင်လေးကိုမျက်တောင်အခွင့်ပိတ်လေးလုပ်လိုက်မယ်နော်မြတ်တောင်အပွင့်ပိတ်4အဲ့ပြီး space လေးခြားရင်းမြတ်တောင်လေးလုံးလိုက်မယ်အဲ့ဒါပြီး n sign လေးခေါ်ပြီးတော့ ်နေဆိုရင်ဒီမေကိုယူမယ်အဲပြီးလို့ရှင်အန်ဆိုင်လေးတစ်ခေါက်ပြန်ခေါ်မယ်ပြီးတော့ကျွန်တော်အလဲမှာအဲမေ2025ဆိုတဲ့ဂျာထဲမှာ minus 3လေးထည့်အောင်မလို့ minus 3လေးထည့်မယ် minus 3ထည့်မယ်ဆိုရင်စာသားတွေထည့်မယ်ဆိုရင်ဒါပဲအဲ့ဒီဟိုပါပေါ့ဒါပဲ condition ပေါ့နော်မျက်တောင်အဖွင့်ပေးလေးနဲ့ထည့်ရမယ်ပြီးရင်အန်ဆိုင်လေးခေါ်မယ်ဒီ2025ကိုရေးလိုက်မယ် ကျင်းလိုက်မယ်ဆိုရင် employee attendance for may 2025ပေါ့နော်ကျွန်တော်ဒါကတော့ပို့တင်ပြီးသားမို့လို့ပါဒါလေးတွေကိုကြိုက်တူလို့လုပ်ပါကျွန်တော်ဒီမှာ color လေးချိန်လိုက်မယ်ဆိုရင်ဒီမှာ color လေးချိန်လို့ရတယ်ပေါ့နော်အဲဒါဆိုရင်တော့ဒါလေးဒီကပေါ့နော် attendance လေးတော့ပြီးသွားပြီ then out the file မှာဆိုလို့ရှင်တော့ကျွန်တော်တို့အဲဒီဟို လာတဲ့ရက်တွေပြတဲ့ရက်တွေကိုရည်သွက်မယ်ပေါ့နော်အဲ့ဒါကိုတော့ count if function လေးတွေနဲ့တွဲပါမယ်ပြီးတော့ကျွန်တော်တို့ attendance တွေကို data bar နဲ့ပြမယ်အဲရခိုင်နှုန်းတွက်မယ်ပေါ့နော်ပြီးတော့အတူရဲ့ပေးရမယ်လစာတွေလည်းတွက်ပါမယ်အဲ့ဒါကိုတော့ဒါလေးကတော့ count if နဲ့တွက်မယ်ဒါတွေကိုကတော့ be lookup နဲ့ယူပြီးတော့มาတွက်မယ် attendance တွေကိုလည်း conditional formatting နဲ့က data bar နဲ့တွက်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါတတိယပိုင်းကျရင်အဲ့ဒါလေးတွေပါမှာဖြစ်ပါတယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်